င်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ကူခရိုင်အတွင်းက GNU နဲ့ PDF ဇွမ်မှုတဲ့နေမျိုးတွေမှာရှိတဲ့ရေဘေးတင်ကြေးရွာတွေကိုကုညေပစ္စည်းတွေတွားလူချင်းအကျန်းဖတ်ဥပဒေနဲ့ဖမ်းဆီးအရေးယူမယ်ဆိုပြီးတော့ပါအကျန်းဖတ်စစ်ကောင်စီကပေါ်ပေါ်တင်တင်ချိန်ချောက်လာတယ်ဆိုပါလေစကိုင်းနိုင်ငံမုံရွာမြို့နယ်မှာစစ်တလောက်ခန်းစစ်တနန်းစင်းအေးကျော်လို့ခေါ်တဲ့ဝူခုံးဆိုတဲ့သူကိုဒေါ်လန်ရီတက်တွေကအရှင်ဖမ်းဆီးရမိထားပြီး စစ်ဆေးချက်တွေအရာမိန်းကလေးတအုပ်ကိုအုပ်စုဖွဲ့မဒိန်ချင်းမှုနဲ့ရာဇဝတ်မှုတွေကျူးလွန်ထားသူဖြစ်နေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပဲခူးတိုင်းတောင်ကူခရိုင်အတွင်းက KNU နဲ့ PDF စုမှုတဲ့နယ်မြေတွေမှာရှိတဲ့ရေဘေးသင့်ကြေးရွာတွေကိုကုညေးပစ္စည်းတွေတွားလူရင်းအကျန်းဖတ်ဥပဒေနဲ့ဖမ်းဆီးအရေးယူမယ်ဆိုပြီးတော့ပါအကျန်းဖတ်စစ်ကောင်စီကပေါ့ပေါ့တင်တင်ချိမ့်ချောက်လာတယ်လို့ ရေဘေးအတွက်တွားရောက်တူတက်နေတဲ့တောင်ကူအခြေဆိုင်ပရိုက်တာအဖွဲ့တစ်ခုကရန်ကုန်ခေတ်တွေကိုပြောပါတယ်အကျံပတ်စစ်ကောင်စီကတောင်ကူမြို့ကိုလာတဲ့ရေဘေးကူညီရေးပရိုက်တာအဖွဲ့တွေနဲ့အလှရှင်တွေကိုသူတို့စစ်တပ်အာဏာပိုင်တွေနဲ့ချိတ်ဆက်ပြီးတော့ပဲလှူဒန်းရမယ်ဆိုပြီးပြောလာတယ်ဆိုပါတယ်ဒါအပြင်လက်ရှိတောင်ကူခရိုင်အတွင်းက KNU နဲ့ PDF စုမှုတဲ့နယ်မြေတွေမှာရှိတဲ့ရေဘေးတင်ကျေးရွာတွေကိုစာနယ်ရိတ်ခါကအစရေဘေးကူညီမှုတွေလုံးဝလုတ်ခွင့်မပေးသလိုအကယ်လို့အဲ့ဒီဒေသတွေကိုကူညီလှူဒန်းရင် အကျံဖတ်ဥပဒေနဲ့ဖမ်းဆီးအရေးယူမယ်ဆိုပြီးတော့ပါအကျံဖတ်စစ်ကောင်းစီတက်ကပေါ်ပေါ်တင်တင်ချိမ့်ချောက်လာတယ်လို့ရေဘေးအတွက်တွားရောက်လှူဒန်းနေတဲ့တောင်ကူအခြေဆိုင်ပရိုက်တာအဖွဲ့တခုကပြောထားပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့စကိုင်းတိုင်းမုံရွာမြို့နယ်မှာစစ်တလောက်ခန်းစစ်တန်းဆင်အေးကျော်လို့ခေါ်တဲ့ဝူခုံးဆိုတဲ့သူကိုဒေါ်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားပြီးစစ်ဆေးချက်တွေအရာ ်မိန်းကလေးတဦးကိုအုပ်စုဘွဲ့မဒိန်ချင်းမှုအပါဝင်ရာဇဝတ်မှုတွေကျူးလွန်ထားတဲ့သူဖြစ်နေတယ်လို့မုံရွာပလဖအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဒါပြင်အဲ့ဒီအရှင်ဖန်းစီရမိထားတဲ့စစ်တနန်းစင်အေးကျော်ဆိုသူဝူခုံးဟာအကြက်ဖက်စကောင်းစီအတွက်စစ်သားအသစ်စုဆောင်းပေးဖို့နဲ့ PDF သတင်းတွေလိုက်လံစုံစမ်းပေးဖို့စစ်တပ်ကစေခိုင်းထားတဲ့သူဖြစ်တယ်လို့လည်းဆိုပါတယ်။အခုဖမ်းမိထားတဲ့စစ်ကောင်းစီတပ်ဖွဲ့ဝင်အေးကျော်ဆိုသူဝူခုံးနဲ့အပေါင်းပါတွေဖြစ်တဲ့လက်တိုးကဒေါင်နဲ့ကြော်ခိုင်တို့၄ဦးဟာ ်အောက်လ26ရက်နေ့ကပဲမုံရွာမြို့ပြည်တော်စုလက်မပေါ်ဘိုးဘွားရိတ်သားအနီးမှာတမီးစားဇုံတွဲကိုဖမ်းဆီးပြီးကောင်လေးကိုတတိမိတဲ့အထိရိုက်နဲ့ထိုးချိတ်ပြီးတော့မိန်းကလေးကိုအုပ်စုဘွယ်မတိမ်းမှုကျူးလွန်သူတွေဖြစ်တယ်လို့စစ်ဆေးတဲ့အချိန်ဝန်ခံထွက်ဆိုထားပြီးအဲ့ဒီအုပ်စုတဲကကြော်ခိုင်နဲ့ကဒေါင်ဆိုသူတို့နှစ်ဦးကတော့စေကောင်းစီတက်ကအချင်းချင်းပြန်ဖမ်းတာကိုခံလိုက်ရတယ်လို့လည်းဆိုထားပါတယ်။ကျင်းတဲ့လက်တူဆိုတဲ့သူကတော့လွတ်မြောက်နေပြီးဘေဘက်လက်တဒေါင်စစ်နာအထိပြက်နေတဲ့သူဖြစ်တယ်လို့ ဲ့ဒီလူကိုတွေ့ရင်မုံရွာပကဖပါဖပလဖအဖွဲရီစီတည်င်းပေးဖို့ကိုလည်းထုတ်ပြန်အသိပေးထားပြီးလက်ရှိဖန်းစီရမိထားတဲ့အေဂျော်ဆိုသူဝူခုံးကတော့သူကျွလွန်ထားတဲ့မဒိတ်မှုတွေရာဇဝတ်မှုတွေအတွက်သူကိုယ်တိုင်ဝန်ခံထွက်ဆိုထားတာဖြစ်တဲ့အတွက်တရားဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့မုံရွာပလဖအဖွဲကတည်င်းထုတ်ပြန်ထားပါတယ်ဒါပြင်အဲ့ဒီဖန်းစီရမိထားတဲ့အေဂျော်ဆိုသူဝူခုံးရဲ့ထွက်ဆိုချက်အရပြည်သူတွေရဲ့ဆိုင်ကယ်ခိုးမှုတွေပါဝင်ရာဇဝတ်မှုကျွလွန်ထားတာတွေအပြင်စစ်ကောင်စီတပ်က ဘုံဥပြဖြိုးဝင်းနဲ့တက်ချက်ကြီးဆရာတွင်ဆိုသူတို့ကတင်တန်းဆင်းပြီးခြင်းမှာပဲသူတို့ရဲ့ဖုန်းနံပါတ်တွေပေးထားပြီးမုံရွာမြို့မှာတလကိုစစ်သား၁၀ဦးစုဆောင်ပေးဖို့ ਨੇ ပီဒီအက်သတင်းတွေကိုစုံစမ်းပေးဖို့ကိုပါတွဲပြီးခိုင်းထားတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းရေဦးမြို့ပေါ်နဲ့အနီးအနားကျေးရွာတွေကလူငယ်တွေအပါအဝင်အယက်သားပြည်သူတွေကိုအကြက်ပတ်စကောင်းစီတက်ကပေါ်တာဆွဲဖမ်းဆီးတာတွေဇက်တိုက်လုပ်နေပြီး ပြည်သူအယောက်90နီးပါးလဲဖမ်းဆီးခံလိုက်ရသလိုစစ်တင်နဲ့တက်ဖို့တခါတည်းခေါ်သွားကြပြီလို့ရေဦးအခြေပြု People's Defense Comrade Tawin Gan ထုခန့်စော်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်စက်တင်ဘာလ21ရက်နေ့နဲ့22ရက်နေ့မှာပဲအချက်ဖက်စကောင်စီတက်ကရေဦးမြို့ပေါ်မှာရှိတဲ့ရွှေပြည်သားရက်ကွက်နဲ့ဘိုးအောင်စီရဲ့ရက်ကွက်မှာလူငယ်တွေပါဝင်ပြည်သူ14ဦးကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားတဲ့အပြင်ရွာတဲ့ရွာကပြည်သူ၅ဦးကျော်ကိုလည်းအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုပါတယ်။ဒါအပြင် ရေဦးမြို့ပေါ်မှာရှိတယ်အချက်ပဲစစ်ကောင်စီရဲ့ဟိဆီဆိုင်အနီးကဂိတ်စကန်ကနေလေလမ်းသွားလမ်းလာလူငယ်တွေပါဝင်ပြည်သူတွေကိုလမ်းပေါ်မှာတင်ပေါ်တာဆွဲဖမ်းဆီးမှုတွေလှုပ်ဆောင်နေပြီအခုနှစ်ရက်အတွင်းမှာတင်ရေဦးမြို့နယ်ကလူငယ်တွေနဲ့အရတားပြည်သူအယောက်90ကျော်ကိုစစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့စစ်တပ်နဲ့တပ်ဖို့တခါရဲခေါ်သွားပြီလို့လဲရေဦးခြေပြုတ် People's Defense Committee တာဝန်ခံကပြောထားပါတယ်ခင်ဗျတပတ်မှာတော့ ရန်ကုန်မြို့မှာဆန္ဒရှင်စန့်ကျင်ရေးလှုပ်ရှားမှုတွေဇက်တိုက်ပြုတ်လို့ဆောင်ရွက်နေတဲ့တပိတ်ရဲဘော်၄ဦးဖမ်းဆီးခံရရပြီးနောက်ဆက်တွဲအနေနဲ့စစ်တပ်ရဲ့လူမဆန်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့စစ်ကြောမေးမြန်းခံရတယ်လို့ရန်ကုန်တပိတ်အင်အားစုရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီလိုရန်ကုန်မြို့အတွင်းဆန္ဒရှင်စန့်ကျင်ရေးလှုပ်ရှားမှုတွေအတွက်မတရားဖမ်းဆီးခံထားရတဲ့လူငယ်၄ဦးဟာတက္ကသကျောင်းသားဟောင်းများအင်အားစုရဲ့တွဲဖက်တီထောင်သူအလွတ်တန်းဓပုံတည်င်းတောက်ကိုဇော်လင်းထုတ်လူငယ်တပိတ်ကော်မတီ YSE ရဲ့ ဥဆောင်သူကိုအောင်မင်းခိုင်မမြမြစုနဲ့နိုင်ငံရေးအကျဉ်းသူဟောင်းမနှင်းဤခိုင်တို့ဖြစ်တယ်လို့သိရပါတယ်။အဲဒီလိုမတရားဖန်ဆီးခံထားရတဲ့လူငယ်၄ဦးဟာမြန်မာပြည်မှာစိတ်သုံးနေတဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပါအဝင်လူခွင့်ရေးဂုံတိတ်ခါနဲ့ဒီမိုကရေစီအရေးတွေအတွက်ထုတ်ဖော်ဆန္ဒပြခဲ့တာဖြစ်တယ်လို့လက်ရှိမှာတော့အဲ့ဒီလူငယ်၄ဦးဟာအချက်ဖက်စကောင်စီတက်ရဲ့လူမဆန်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့စစ်ကြောမေးမြန်းတာတွေခံနေရတဲ့အတွက်အသက်အန္တရာယ်ဆွေးနွေးရတဲ့အခြေအနေဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ ီတစ်ခါဆက်ချင်တာကတော့အမေရိကန်နဲ့အီတလီနိုင်ငံတွေမှာတာမကြီးဥကြုံမုထွန်းကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်ဆက်လက်ထားရှိရေးအတွက်ပြည်ပရောက်မြန်မာတွေဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။စက်တင်ဘာလ21ရက်နေ့ကပဲအမေရိကန်ပြည်တော်စုကယ်လီဖိုးနီးယားပြည်နယ်ဆက်ခရမန်တိုမြို့မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမကြီးဥကြုံမုထွန်းကိုကုလသမဂ္ဂမှာဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက်မြန်မာနယ်ဘွားတိုင်းရင်းသားပြည်သူလူထုတွေကဆန္ဒထုတ်ဖော်ပွဲကျင်းပခဲ့ကြတယ်လို့သိရပါတယ်။ အလားတူတပကအီတလီနိုင်ငံရောမမြို့နဲ့မီလန်မြို့တွေမှာလဲစတေမလာ22ရက်နေ့ကပဲတမ်မကြီးဥကျော်မုထုံကိုကုလသမဂ္ဂဆိုင်ရာမြန်မာတမ်မကြီးအဖြစ်ဆက်လက်ထားရှိရင်းနဲ့အတူရင်မင်းတင်ပြည်သူတွေကိုကူညီရေးရန်မုံငွေပွဲတွေပါမြန်မာနယ်ပွားပြည်သူတွေကပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ရုရှားနိုင်ငံကနေတိုက်ရိုက်ပြန်သန်းလာတဲ့ IL76 ကုန်တင်လေယာဉ်တစ်စင်းဟာနေပြည်တော်ကကုန်ပစ္စည်းတွေလာရောက်ပို့ဆောင်ပြီး ကုန်ပစ္စည်းမပါဘဲကုန်မဲ့နဲ့ပြန်လဲထွက်ခွာသွားတယ်လို့နေပြီးတော့လေတဲ့တရင်ရှိမိကရန်ကုန်ခေတ်တိကိုပြောပါတယ်စတင်မလာ20ရက်နေ့ညပိုင်းကပဲရုရှားကလည်းဓာတ်ရိုက်ပြန်သန်းလာတဲ့ IL-76 ကုန်တင်လေယာဉ်ဟာနေပြီးတော့လေစိတ်ကိုဆက်ရောက်လာတယ်ဆိုပါတယ်အဲဒီနောက်နေပြီးတော့လေတဲ့ထဲမှာအဲဒီလေယာဉ်နဲ့တင်လာတဲ့ကုန်ပစ္စည်းတွေကို나ยีပေါင်းများစွာချထားခဲ့ပြီးနောက်တနေ့စတင်မလာ21ရက်နေ့မှာပဲရုရှားလေယာဉ်ဟာဘာပစ္စည်းမှမပါဘဲကုန်မဲ့နဲ့ပြန်ထွက်သွားတယ်လို့ နေပြီးတော့လစ်တက်သတင်းရေးမိကပြောထားပါတယ်အဲ့ဒီလိုရုရှားကုန်တင်လေယာဉ်တွေဟာနေပြီးတော့ကိုမကြာခဏဆုတ်တလို့လာရောက်ပြီးစစ်လက်နက်ပစ္စည်းလာပို့တာတွေငွေစက်ကူရိုက်နှိပ်ရမှာအသုံးပြုတဲ့ကုန်ကျန်းပစ္စည်းလာပို့တာတွေပါလုတ်ဆောင်လေးရှိတယ်လို့လဲစစ်တက်သတင်းရေးမိကပြောထားပါသေးတယ်ခင်ဗျဟုတ်ကဲ့တကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ